2025ဒီဗုဒ္ဓဟူးသားသမားရဲ့တပတ်တာကညမာကိုလီလိုမာကကလေးကြီးကြည့်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့အင်္ဂါသားသမီးအဲဒီဗုဒ္ဓဟူးသားသမားရဲ့ငွေကြေးကဏ္ဍနဲ့စပြီးတော့ကြည့်ပြမှာပေါ့နော်ငွေကြေးကဏ္ဍကကြာလာတဲ့နမိတ်ကလေးကပန်းစည်းဆိုတဲ့နမိတ်အဲ့တော့ကိုကအနှင်းငယ်ကြက်တဲခိုက်ခဲခဲ့တာလေးတွေရှိတယ်အဲအရင်ဘက်တွေတော့ပေါ့နော်အဲ့တော့ဒီဘက်မှာတော့ကိုကအဆင်ပြေပြေပုံမှန်လန်းလန်းကိုရဲ့ဝင်ငွေတွေက ပွင့်လန်းလာမယ်ဝင်ငွေလမ်းကြောင်းတွေပွင့်လန်းလာမယ်ဒါမျိုးလေးတွေကြုံလာနိုင်တဲ့အတွက်ကြောင့်မို့လို့ငွေကြေးကန်လေးကဒီဘက်တာကာလမှာအဆင်ပြေနေပါတယ်အဲ့တော့ငွေကြေးတွေခက်ခဲမှုမရှိဆိုကြမှုမှုနဲ့ဖြစ်စီဖို့အတွက်စီတမင်းကိုအင်အားဖျားမှာဆွန်းတော့ကပ်ပြီးတော့ဆူတောင်းလို့ရပါတယ်ခင်ဗျာပြီးတော့ဗုဒ္ဓဥသာသီးများရဲ့အခြေအေးပေါ့နော်အခြေအေးကဒီဘက်တာကာလမှာကိုကချစ်သူရှိရဲဆိုလို့ ူဆိုလို့ရှိရင်လည်းကိုကလောလောဆယ်မှာတယောက်တည်းပဲဖြစ်နေလိမ့်မယ်အဲသို့ပေမဲ့ကွဲကွာွားတော့မဟုတ်ဘူးချစ်သူနဲ့တွေးဖို့အချိန်မရတာတွေဘာတွေညာတွေဒါမျိုးလေးတွေဖြစ်နေပြီးတော့အဲကိုတယောက်တည်းဆိုတဲ့ခံစားချက်မျိုးပဲဖြစ်နေလိမ့်မယ်ပေါ့နော်အဲအချီကြီးကတော့အာကံကအစိုးကြီးတဲ့မှာတော့ပါနေရမဟုတ်ဘူးအဲကောင်းတော့ကောင်းပါတယ်ပေါ့နော်ဒါပေမဲ့ကိုကတယောက်တည်းဒီတပတ်တာကာလမှာဖျက်တမ်းရမယ်ဆိုရင်မိတ်ကလေးကိုတွေးရတယ်အဲ့တော့ အချီးပို့ပြီးကန်ကောင်းမှုအတွက်အိမ်ကဖျားမှာပဲအုန်းနှုတ်ခေါက်ဆိုကတ်ပြီးတော့အချီးကန်ကောင်းမှုအတွက်ဆူတောင်းလို့ရပါတယ်ခင်ဗျာပြီးတော့အိမ်နောင်ရေးဗုဒ္ဓဦးသားကြီးရဲ့အိမ်နောင်ရေးကတော့အမျိုးသားတဦးကြောင့်စိတ်နှောက်ရှက်ဖြစ်မယ်စိတ်ပင်ပန်းရမယ်အဲအိမ်နောင်ရေးခက်မတင်စကားများရတာဒါမျိုးလေးတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်မို့လို့တတိရောထားမယ်အနေထားမှာရှိတယ်အိမ်နောင်ရေးကန်လေးကတော့အတော်လေးညံ့နေတယ်ထဲမှာပါတယ်အဲ့တော့အိမ်နောင်ရေးကန်လေးကောင်းမှုအတွက်ကိုက ဖြစ်နိုင်မယ်ဆိုလို့ရှိရင်ဒီဘက်တာကာလမှာမေတ္တာသုံးအဋိဌံလေးကိုအဲကိုတတ်မှတ်ပြီးတော့ဗောနော်အဲကိုတတ်နိုင်တဲ့လောက်ရုပ်ဖို့အတွက်အဋိဌံထားပြီးတပတ်တာကိုဖြတ်သန်းဖို့အတွက်လိုအပ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့အိမ်တော်ကြီးကလည်းအဆင်ပြေလာနိုင်တယ်လို့တွေ့ရပါတယ်ပြီးတော့ကျမ်းမာကြီးဗောနော်ကျမ်းမာကြီးကလည်းတွေ့တဲ့အတိုင်းပဲအဲကုပယ်အတိုင်းဆိုတော့ကိုကအနေငယ်စိတ်နဲ့ပတ်သက်တဲ့ယောဂဝေဒနာလေးတွေခံစားရမယ်စိတ်ပြေစိတ်မှာစိတ်ပင်ပန်းတာစိတ်ပူပင်ရတာ အဲပြီးတော့အတွေးများတာဒါမျိုးလေးတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်မို့လို့အင်တော်ကြီးအဲကျန်းမာရေးမှာလည်းအနေငယ်ထိခိုက်မှုတွေရှိလာနိုင်တဲ့အတွက်ကြောင့်မို့လို့တတိထားမယ်ကာလာဖြစ်ပါတယ်အဲတော့အဲကျန်းမာရေးကောင်းမှုမှုအတွက်ကြတော့ဘာလို့ရမလဲဆိုလို့ရှိရင်အဲကိုယ့်ရဲ့မွေးနေ့ပေါ့နော်ကိုယ့်ရဲ့မွေးနေ့ပေါ့တော့ဦးနေပဲဖြစ်ဖြစ်ဒါမို့အဲတနေ့နေ့ပေါ့အဲ့လိုမျိုးသွားပြီးတော့အဲဖုန်းเจ้าကိုသွားပြီးတော့ ဆုံးကပ်ပေးပါဆုံးကြိုက်လေးဖြစ်ဖြစ်အဲ့လိုကိုတော့နိုင်တဲ့ဆုံးလေးတစ်ခုပေါ့နော်ခုံးကြောင်းကိုသွားပြီးတော့ကတ်လှူပြီးတော့ကျမ်းမိုင်ကောင်းမှုတွေဆူတောင်းလို့ရပါတယ်ဒါဆိုလို့ရှိရင်တော့ဝေဒနာလေးအနေငယ်တတ်တာသွားပြီးတော့စိတ်ချမ်းသာမှုလေးတွေပြန်ပြီးရလာနိုင်တယ်လို့တွေ့ရပါတယ်ခင်ဗျာအဲကြည့်နေတဲ့သူတွေထဲမှာဗိုလ်တော်ဦးသားသမီးတွေပါတယ်ဆိုလို့ရှိရင်လည်းကျွန်တော်အကောင့်လေးကို follow လေးလုပ်အသေးလေးပေး comment လေးရေး share သွားကြပါအောင်ခင်ဗျာအကောင့်တွေလေးဖြစ်လို့ပါကျေးဇူးတင်ပါတယ်